အားလုံးပဲမိင်္ဂလာပါရှင်မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လိုင်းရောက်နေချိန်မန္တလေးနန်းတွင်းကိုရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်စစ်အုပ်စုကမန္တလေးမြို့ပေါ်လေရင်တွေပြန်ဝဲကမင်းအောင်လိုင်းကိုလုံခြုံရေးပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် မန္တလေးမြို့ကိုရောက်နေတဲ့မင်းအောင်လိုင်းတဲခိုရနန်းတွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါခါကိုဒီနေ့မနက်ပိုင်း short tight တို့နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Free Wire for Myanmar BWN ကသတင်းထုတ်ပြန်ပါတယ် Free Wire for Myanmar BWN အဖွဲ့ဦးဆောင်စီမံမှုဖြင့် No More Dictatorship NMD PDF အဖွဲ့ People Servant Phone PSF နှင့်ရန်နာပုံတပ်ဦးအဖွဲ့တို့သည်အော်တိုဘာလ၄ရက်မနက်6:15မိနစ်အချိန်တွင်အာနာသိန်းစစ်ကောင်းဆောင်ခိတဝင်ရောက်တဲခုနေသောမန္တလေးရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်သို့၁၀၉မမရှော့လိုက်တုံးနှလုံးကို VWNE Mission 46အပြင်အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်လို့ VWN ကဖော်ပြပါတယ်မေအောင်လိုက်ဟာယမန်နီကလေးကမင်းမျိုးကိုရောက်နေတာဖြစ်ပြီးမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတက်ဖို့မင်းမျိုးကနေကားအစီး40ကျော်နဲ့မန္တလေးကိုဆင်းလာကနန်ဝင်းတဲကလပခမှာတဲကိုနေတာလို့ဆိုပါတယ် ဒီနေ့မနက်6နာရီခွဲဝင်းကျင်ကလည်းလက်နက်ကြီးပေါက်ကွဲတာတချို့ကြားရလို့မန္တလေးမြို့ကံတွေကပြောပါတယ်တချိန်တည်းမှာပဲစေအုပ်စုကလည်းမင်းအောင်လိုင်ရဲ့လုံချုံကြီးအတွက်ဂျုံဖက်လေလက်နက်ကိုင်အများပြားကိုဂိတ်အဆောင်ချထားတယ်လို့မန္တလေးမြို့ပေါ်တိုက်လေရင်ကင်းထောက်လေရင်တွေထမနှလုံးပြောင်းဝဲနေတာကိုတွေ့ရတယ်လို့မြို့ကန်တွေကသတင်းဌာနကိုပြောပါတယ်မန္တလေးတက္ကသိုလ်ပွဲလာတက်တဲ့မင်းအောင်လိုင်ကိုနန်းစီရီယန်တွေကလမ်းဘေးကနေကပ်ပြီးကြိုးဆူချတာတွေ့ရတယ်လို့လည်းမြို့ကန်တွေကဆိုပါတယ် ဆက်လက်ပြီးတန့်စဲရေဦးလမ်းပိုင်းထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းအထင်အားတက်ပြန့်ဆုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းတန့်စဲရေဦးလမ်းပိုင်းစိုးမိုးရေထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းအထင်အားပြီးပြန့်ဆုတ်သွားတယ်လို့ဒေတာရင်းစစ်ရေးတာဝန်ရှိသူတွေကပြောပါတယ်။ကမ်ဘလူမျိုးနယ်ဘက်ကနေတန့်စဲမျိုးနယ်ကိုစစ်အင်အားဖြည့်ပြီးတဲ့နောက်တန့်စဲရေဦးကားလမ်းမကိုအခုလတရက်ကစပြီးစစ်ကောင်စီကစစ်ကြောင်းထိုးလာတာလို့ဆိုပါတယ်။ စစ်ကောင်စီစစ်ကြောင်းမှချင်းမြန်တရင်အမှတ်361ခမာရ361နဲ့ပြူစောတိအင်အား200ဝန်းကျင်ပါတယ်လို့အသိပေးပါတယ်။စီကုံးဘက်ကိုပြန်ဆုတ်သွားပြီးတက်ဆက်ရေဦးလမ်းပိုင်စုံမမှုယူဖို့လို့ညှင်းနေရွှေကောက်ပွဲအတွက်ရန်သူဘက်ကရာသမြနေမီစုံမမှုယူဖို့လှုပ်လာနိုင်ပါတယ်လို့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့တဲ့ပေါ်ဦးစစ်ကြောင်းနဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။ရေပြင်စရေးအချက်လက်တွေအရတန့်စဲတိုက်ပွဲမှာစစ်အုပ်စုဘက်က9ဦးသေပြီး30ကျော်ဒဏ်ရာရခဲ့တယ်လို့တွေ့ရပါတယ် စစ်ကြောင်းအထိနာသွားတဲ့စစ်ကောင်စီကတနေရွာကိုမိရှို့ဖျက်ဆီးသွားပြီးပြည်သူပိုင်ပစ္စည်းတွေကိုလည်းယူဆောင်သွားတယ်လို့သိရပါတယ်။စစ်ကောင်စီမိရှို့ဖျက်ဆီးခဲ့တဲ့တနေရွာမှာနေအိမ်အလုံး20ဖျက်ဆီးသွားပါတယ်။စစ်ကောင်စီစစ်ကြောင်းကိုအမှတ်တရွှေဖို့ခရိုင်စစ်ဌာနတရင်ချောင်းကိုစနေဂျူဟာ52ပေါ်ဦးစစ်ကြောင်းတန့်စဲပါကဖာရေဦးပါကဖာ FVDF တန့်စဲတို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။ စစ်ကောင်စီကမြေပြင်စစ်ကြောင်းမဝင်ခင်စက်တင်ဘာ29ရက်နေ့လယ်ပိုင်းကတန့်ဆဲရေဦးကားလမ်းမပြီးကရွာတွေကိုဂျိုင်ရိုကော့ပတာ3စီးနဲ့လေးချောင်းတိုက်ခိုက်ခဲ့ပြီးအရတားအမျိုးသမီးတအူးတည်ဆုံခဲ့ပါတယ်။ဂျမိုင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။